င်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကတော့စနေနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမယ့်တ Premier League ရောတခြားထိပ်တန်းလေးပွဲစဉ်တွေရောဒီနေ့ညမှာကစားဖို့ရှိတယ်ပေါ့နော်။အဲ့တော့ဒီနေ့ကစားမယ့်ပွဲစဉ်တွေတကယ်နေပြီးတော့ကျွန်တော်ဒီ Premier League ပွဲစဉ်၅ပွဲကိုကြိုပြီးတော့သုံးသပ်တင်ပြမယ်ပေါ့နော်။အဲ့တော့ဒါဒီတခြားထိပ်တန်းလေးပွဲစဉ်တွေရဲ့သုံးသပ်ချက်တွေ တစ်တီဒီမောင်းတွဲတွေကိုလည်းဒါကျွန်တော်ရဲ့ Telegram Channel မှာတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်ဒါ Telegram Channel ကို join ကြည့်နေဆိုလို့ရှိရင် TVD အောက်က comment မှာဒီ Telegram Channel link ကို pin comment အနေနဲ့ထားပေးရပါဘောနော်ဝင်ပြီးတော့ join ထားလို့ရတယ်ဘောနော်အဲ့တော့ဒါဒီနေ့ညရဲ့ပထမဆုံးပွဲစဉ်ကဒီနေ့ည၈နာရီခွဲမှာကစားမယ့် ါ F1 နဲ့ဒီ Everton ပေါ့နော်အဲဝဲသိရင်ဂျီကိုကျွန်တော်ပြန်ကြည့် F1 ကတကိုးသွင်း95ပြားရမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှင်နှစ်ကိုးသွင်း95ပြားရှုံးမယ်ပေါ့နော်အဲ့တော့ဒီ F1 ကပြောမယ်ဆိုလို့ရှင်နောက်ပိုင်းကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှင်သူတို့အရှုံးနိုင်ရလူတွေတော်တော်လေးကိုပြတ်သားခဲ့တယ်ပေါ့နော်ဒီတစ်ဖက်က Everton ကတော့ဒီရာသီ Premier League မှာဆိုလို့ရှင်တည်ရလည်းအထွတ်အများဆုံးအသင်းလေးဖြစ်တယ်ပေါ့နော် ပြီးတော့ Everton ရဲ့ဒီရာသီ Premier League အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်86ရာခိုင်နှုန်းကဂိုးအောက်ခဲ့တယ်ပေါ့နော်ပြီးတော့ Everton ရဲ့အဝေးကွင်းနောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လည်း၅ပွဲလုံးဂိုးအောက်တယ်ပြီးတော့ဒီ ်တစ်ဖက်ကဖူဝန်နဲ့နောက်ဆုံးထိတဲ့တွေ့ဆုံရဲ့အပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်ရင်လည်းတစ်ဖက်တကိုးစီနဲ့တည်ကြပြီးကိုးောက်သွားခဲ့တာကိုတွေ့ရပြီးတော့ပြီးအေဗရန်ရဲ့ဒီယာဒီပရီးမီယာလိသူတို့ကစားပြီးခဲ့တဲ့35ပွဲမှာဆိုလို့ရှိရင်22ပွဲတီတီကကိုးောက်ခဲ့တယ်ဘောနော်ဒါကပြောမှဆိုလို့ရှိရင်ပရီးမီယာလိမှာဘယ်အသင်းကမှဒါအေဗရန်လောက်ကိုးောက်ထားတဲ့အသင်းမရှိဘူးဘောနော်ပြီးတော့ဖူဝန်ရဲ့အိမ်ဝင်နောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်း၃ပွဲကဒီ ဒီနှစ်သိန်းပေါင်းသိန်းကိုသုံးကိုအောက်ကိုရောက်ခဲ့ပြီးတော့ကိုအောက်ခဲ့တယ်ဗောနော်ဒီ Everton နဲ့ Everton ကို3အင်ကွင်းမှာအခန့်ကစားခဲ့တယ်နောက်ဆုံး4ဘွဲ့မှာဆိုလို့ရှိရင်ဗောနော်4ဘွဲ့လုံးကိုအောက်ထား4ဘွဲ့မှာဆိုလို့ရှိရင်3ဘွဲ့ကကိုအောက်ထားတော့တွေ့ရတယ်ပြီးတော့ဒီနှစ်သိန်းရဲ့နောက်ဆုံးထက်ထက်တွေ့ဆုံခဲ့တဲ့နှစ်ကြိမ်ကိုကျွန်တော်ပြန်ကြည့်မှဆိုလို့ရှိရင်လည်းနှစ်ကြိမ်လုံးကဒါကိုမရှိသေးရလေထွက်ခဲ့တာတွေ့ရတယ်ဗောနော်အဲ့တော့နှစ်သိန်းလုံးအတွက်ကဒါပြောမှဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်တွေကတိတ်ပြီးတော့အရေးမပါတော့ဒီဘွဲ့ကပြောမှဆိုလို့ရှိရင်ပြင်းကြီးတဲ့ဘွဲ့တွေဖြစ်လာနိုင်တယ်ဗောနော်အဲ့တော့ဒီနှစ်ကိုသိန်း55ပြားရှုံးမဲ့ ကိုပေါင်းကြီးတခုမှာကျွန်တော်ဒီကိုောက်ကိုရွေးချယ်ပေးခြင်းတယ်ပေါ့အဲ့တော့ဒါဒီနေ့ညရဲ့ဒါနောက်ထပ်ပိုးစဉ်တစ်ပွဲကဒီနေ့ည၈နာရီခွဲမှာပဲကစားမယ်ဒီ Asian Down နဲ့ Brand 4ပေါ့နော်အဲ့ပွဲစဉ်ရဲ့ G ကိုကျွန်တော်ပြင်ကြည့် Brand 4က တကူသွင်း25ပြားရှုံမယ်ပြီးတော့ကိုးပေါင်းနေနဲ့ဆိုလို့ရှိရင်တုံးကိုးသွင်း25ပြားရှုံမယ်ပေါ့နော်ဒီ AC တောင်းကဒီရာဒီသူတို့ရဲ့အိမ်ဝင်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ရမတ်စုစုမှာ9ဘက်ပဲစုဆောင်ထားခဲ့တယ်ပြီးတော့ဒီအိမ်ဝင်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်သူတို့9ပွဲလုံးရှုံနေပေါ့နော်ဒီ Brentford ကတော့ဒီ Premier League နောက်ဆုံး3ပွဲမှာ3ပွဲလုံးနိုင်နေပြီးတော့ပြောမှဆိုလို့ရှိရင်ဒီ AC တောင်းကဒီရာဒီမှာတန်းစင်းသွားခဲ့ပြီဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ပိုင်းပွဲစဉ်တွေကဒါသူ့အတွက်ဘလိုကန်ကန်ဘလိုရလဲပဲထုတ်ခဲ့ထုတ်ခဲ့ဒါသူတို့အတွက်အများကြီးပြောင်းလဲမှုရှိတော့မှာမဟုတ်ဘူးပေါ့နော်ဒီ Brentford ကတော့လက်ရှိ Premier League မှာအဆင့်ရှင်းနေ ာမှာရှိနေပြီးတော့သူ့အတွက်ကဒါဥရောပဝင်ဝင်တနေရာဆိုသူတို့မျောလင်းနိုင်တယ်ဘောနောပြီးတော့နောက်ဆုံးကစားရေးပွဲစဉ်မှာဆိုလို့ရှိရင် Brentford ကဒီ Manchester United ကို၄ခု၃ခုနဲ့နိုင်ခဲ့တယ်ပြီးတော့နောက်ဆုံး၅ပွဲစရိုက်ရှင်ဝင်မရှိတဲ့ဆန်ချင်းကိုဆက်ပြီးတော့ထိန်းထားနိုင်ခဲ့တယ်လို့နောက်ဆုံး၃ပွဲစံမှာလည်း Brentford ကနိုင်ဝဲရရတယ်ဘောနောပြီးတော့ Brentford ရဲ့အဝေးကွင်းနောက်ဆုံး၄ပွဲကိုကျွန်တော်ပြန်ကြည့်ရင်ဒီ နှစ်ပွဲကပြောမယ်ဆိုလို့ရှိရင်သူတို့ရဲ့တိုက်ဆက်ကသင်ကိုနှစ်ကိုးထိတိတိကျကျရခဲ့တယ်ပေါ့ပြီးတော့အဲ့နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်လည်းသူတို့ clean sheet ရခဲ့တာတပွဲပါတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်ဒီ Frankfurt ကိုတဘောကြတယ်ပြီးတော့ဒီရာဒီမှာဆိုလို့ရှိရင် Eintracht ကအိမ်ကွင်းထက်အဝေးကွင်းပိုကောင်းတယ်ပေါ့နော် ဲ့တော့ဒီနေ့အိမ်ခွင်းပွဲစဉ်တွေမှာလည်းဒီ Easter Down အနေနဲ့ရုံးခံရလိမ့်မလို့ကျွန်တော်ထင်တယ်မဟုတ်တော့အဲ့ဒီပွဲမှာပြောမယ်ဆိုလို့ရှိရင်ဒီ Brand 4ကိုသဘောကျတယ်ဒီတကူသွင်း55ပြားရှုံးမဲ့ကိုပေါ့အဲ body jade တကူမှာဒီ Brand 4 Easter Down ကို1စီ2စီလောက်တော့နိုင်ကစားနိုင်လိမ့်မလို့ကျွန်တော်ထင်တယ်မဟုတ်တော့အဲ့ဒီပွဲမှာကျွန်တော် Brand 4ကိုရွေးချယ်ပေးချင်တယ်ပေါ့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲကဒီနေ့ည8နိုင်ကွာမှာပဲကစားမဲ့ Saturday နဲ့ Man City ပေါ့နော်အဲ့ပွဲစဉ်ကြီးကိုကျွန်တော်ပြန်ကြည့် Man City က2ကိုသွင်း10ပြားရှုံးမဲ့ပြီးတော့ goal ပေါင်းနေလဲဆိုလို့ရှိရင်3ကိုသွင်း190ရှုံးမဲ့ပေါ့နော်အဲ့တော့ Saturday ကဒီရာသီမှာ ပြောမှဆိုလို့ရှိရင်တန်းဆင်းသွားပြီ။ဘောနော်မက်ဆီဒီကတော့ဒါလက်ကျန်ပွဲစဉ်တွေကိုသူအနိုင်ကစားပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်သူတို့ကဆက်ပြီးတိုင်ပွဲဝင်ရမယ်ဖြစ်တယ်ဘောနော်။အဲ့တော့မက်ဆီဒီကဒါဒီပွဲကစားပြီးပါလို့ရှိရင် နောက်တစ်ပတ်မှာသူ FA Villa Final ဖြစ် Quisbelin တော့ကစားမယ်။ပြီးတော့ဒီရာသီကမက်ဆီဒီအတွက်ကြာရှုံးပလုံးရည်တခုဖြစ်ခဲ့ပြီမယ်ဒါစုဖလားအောင်မြင်မှုတခုခုရဖို့အတွက်ဆိုလို့ရှင်တော့ဒါပက်ကွာလီယိုလာအနေနဲ့လာမယ့် FA Cup Final ပွဲစဉ်အတူချင်းတည်ပေါ့အားခေတာမှဖြစ်တယ်ဘောနော်ပြီးတော့ Man City ရဲ့ Premier League နောက်ဆုံး ဝေခွင်၄ဘွဲကိုကျွန်တော်ပြင်ကြည့်၄ဘွဲလုံးကိုရောက်တယ်ဘောနောပြီးတော့ဆော်ဒရန်နဲ့မစီဒီတို့ရဲ့ဒီနောက်ဆုံးထိတဲ့လူဆောင်ရဲ့ပွဲစဉ်ကိုကျွန်တော်ပြင်ကြည့်တယ်မစီဒီက1စီးနဲ့နိုင်ခဲ့ပြီးတော့အဲ့ပွဲစဉ်မှာလည်းကိုရောက်ခဲ့တယ်ဘောနောပြီးတော့ဆော်ဒရန်ကဒီ ARD Premier League ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ကိုမသိနိုင်ရတာအစုစုပေါင်း14ဘွဲရှိတယ်ဘောနောပြီးတော့ဒါဒီဆော်ဒရန်ရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသူလက်ဆက်စီဒီကိုနှစ်ကိုပြတ်နဲ့ရှုံးခဲ့တယ်ပြီးတော့သူတို့ရဲ့တိုက်စစ်ကလည်းအဲ့ပွဲစဉ်မှာကိုမရခဲ့ဘူးဘောနောအဲ့ဒီပွဲမှာဒီဆော်ဒရန်အနေနဲ့မစီဒီကိုကိုသိမ်းဖို့ဆိုတာခက်တယ်ဘောနောအဲ့တော့မစီဒီရဲ့တစ်ဖက်တဲ့အတွင်းကိုတွေဒီနေ့မှာမြင် လေးရလိမ့်မလို့ထင်တယ်ပြီးတော့မန်စီးတီးရဲ့တစ်ဖက်သက်အတွင်းဂိုးတွေပဲရေးသွဲကြည့်မယ်ဆိုလို့ရှိရင်တော့ဒီဘွဲကဒီ၄ဂိုးတော့မပြည့်လောက်ဘူးကျွန်တော်ထင်တယ်ဗောနော်အဲ့တော့၃ဂိုးအတွင်း60ရှုံးမဲ့ဂိုးပေါင်းကြီးတစ်ခုမှတော့ကျွန်တော်ဒီဘွဲမှာ၉ဟောက်ကိုပဲရွေးချယ်ပေးခြင်းတယ်ဗောအဲ့တော့ဒါဒီနောက်ထပ်ဘွဲစဉ်တစ်ဘွဲကဒီနေ့ည၈နာရီခွဲမှာပဲကစားမယ် Overhandan နဲ့ Brighton ဗောနော်အဲ့ဘွဲစဉ်ရဲ့အခြေကိုကျွန်တော်ပြန်ကြည့်ရင် Brighton ကဒီကြိုင်ပြား90ရှုံးမဲ့ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်၃ဂိုးအတွင်း55ပဲရမှာဗောနော် အဲ့တော့ဒီဥပါဒံကဒီရာဒီမှာတို့တို့ကမျောလင်းစရာမရှိတော့ပေမဲ့လည်းတို့နောက်ဆုံးကစားခဲ့ခုနှစ်ပွဲမှာ6ပွဲတိနိုင်တယ်ပေါ့နော်ဒီတစ်ဖက်က Brighton ကတော့ဒီရာဒီမှာဆိုလို့ရှိရင်ဒါဥရောပဝင်ဝင်အတွက်ဆိုလို့ရှိရင်တင်ချာနေရတို့မျောလင်းနိုင်တယ်ဒါပေမဲ့လို့နောက်ဆုံး10ပွဲမှာတို့တပွဲပဲနိုင်လာအောင်ဒါလက်ကျန်ပွဲစဉ်နဲ့အကုန်လုံးအနိုင်ကစားဖို့ဆိုတော့ Brighton နဲ့ခက်ခဲနိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ဒီ Brighton ရဲ့ Premier League နောက်ဆုံး12ပွဲကိုကျွန်တော်ပြန်ကြည့်17ပွဲကနေတင်းပေါင်းတွင်ကို3ဂိုးတိရောက်ခဲ့တယ်ပြီးတော့ဝူးနဲ့ထိတဲ့တွေ့ဆုံခဲ့နောက်ဆုံးပွဲစဉ်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းအပြန်လည်တွင်ကို၄ရှိခဲ့ပြီးတော့တစ်ဖက် တ်နှစ်ကိုးစီနဲ့ပွဲပြီးဆုံးခဲ့တာကိုတွေ့ရတယ်။ပြီးတော့ဒီအားဒီမှာဆိုလို့ရှိရင်ဒါဒီဝူးနဲ့ Brighton ဒီနှစ်သင်းလုံးရဲ့ဒီနှစ်သင်းလုံးကစားခဲ့တဲ့ Premier League ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်တွင်းကိုးတွေများခဲ့တယ်။တပွဲပြင်းများဒီနေ့တင်းရဲ့ပွဲပွဲစဉ်တွေမှာဆိုလို့ရှိရင်3.23ဂိုးလောက်တိရှိခဲ့တာကိုတွေ့ရပါဘောနော်ပြီးတော့ Brighton ရဲ့နောက်ဆုံးဂိုးပွဲမှာဆိုလို့ရှိရင်လည်း10ပွဲကအပြန်လဲတွင်းဂိုးတွေရှိခဲ့တယ်ဘောနော်ဒီပွဲမှာဒီအပြန်လဲတွင်းဂိုးတွေရှိဖို့မျှော်လင့်နေတယ်ဘောနော်ဒီ3ဂိုးတွင်း55ပြန်ရှုံးမဲ့ဂျီတစ်ခုမှာဒါ3ဂိုးတွင်းတာနဲ့ အပေါင်းပြမယ်ကိုပေါင်းကြီးတခုမှဒီဘွဲမှာကျွန်တော်ကိုဘော်သဘောကြရပေါ့နော်အဲ့တော့ကိုဘော်ရွေးချယ်ပြခြင်းနဲ့ပေါ့အဲ့တော့ဒီဒီနေ့ညရဲ့ဒါနောက်ဆုံးဝယ်စဉ်ကဒီနေ့ည၁၇နိုင်မှာကစားမယ်ဘုံပေါင်းနဲ့ S1 ပြလာပေါ့နော်အဲ့ဘွဲစဉ်ရဲ့ဂျီကိုကျွန်တော်ပြင်ကြည့်ဘုံဘော်ကဒီတရေကြရင်ပြား20ရှုံမယ်ပြီးတော့ကိုဘော်အနေနဲ့ဆိုလို့ရှိရင်၃ကိုတွင်၅ပြရရမှာပေါ့နော်အဲ့တော့ဗီလာကဒါလက်ရှိမှာဆိုလို့ရှိရင်သူချန်ပီယံလိဝင်ခွင့်အတွက်မျှော်လင့်ချက်ရှိတယ်ပေါ့နော်ဒီဘုံဘော်ကကြတော့လေဒါသူတို့ဥရောပဝင်ခွင့်အတွက်သူတို့မျှော်လင့်ချက်တော့ရှိနိုင်သေးတယ်ပေါ့နော်ဒီ ။မီလာကအက်ဆူမီလာကိုကျွန်တော်ပြင်ကြည့်ရင်တော့ဒီသူတို့ကစားခဲ့တဲ့ Premier League အဝေးကွင်း16ပွဲမှာဆိုလို့ရှိရင်သူတို့နိုင်ခဲ့တာ9ပွဲပဲရှိတယ်။ဘာလို့ပြီးတော့သူတို့ရဲ့တိုက်စစ်ကိုကျွန်တော်ပြင်ကြည့်မယ်ဆိုလို့ရှိရင်လည်းအဝေးကွင်းနောက်ဆုံး4ပွဲမှာဆိုလို့ရှိရင်သူတို့ရဲ့တိုက်စစ်ကတကူတော့ပို့ပြီးတော့တွင်းနိုင်ခဲ့တဲ့ပွဲစဉ်စုစုပေါင်းမှာ2ပွဲပဲရှိတယ်။ပြီးတော့နောက်ဆုံးကစားခဲ့တဲ့3ပွဲမှာဆိုလို့ရှိရင်လည်းအက်ဆူမီလာ2ပွဲတိတိရှုံးတယ်ပေါ့နော်။အဲ့တော့ဒီဘုံမော့ကတော့လက်ရှိမှာသူပုံစံကောင်းနေရနေတဲ့နောက်ဆုံး5ပွဲစရိုက် သူရှုံးပွဲမရှိခဲ့လို့အိမ်ကွင်းမှာဒါဗီလာကိုအခန့်ကစားခဲ့နောက်ဆုံး၃ကြိမ်လောက်မှာဆိုလို့ရှိရင်သူလုံးဝမရှုံးထားဘူးကွနော်ဒီတစ်ခါကဒီအက်စွန်ဗီလာကတော့ပြောမယ်ဆိုလို့ရှိရင်ချန်ပီယံလိဝင်ခွင့်အတွက်ဒီနေပွဲစဉ်ကိုအကျိတ်နဲ့သူရှင်ပြန်ကစားလာနိုင်ပေးမယ်လေလက်ရှိမှာဒီဖောင်ဟိုက်နေတဲ့ဘုံမော့ကိုသူအနိုင်ယူဖို့ဆိုတာခက်ခဲလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကွနော်ဒီအိမ်ကွင်းမှာဒီဘုံမော့ကပဲဗီလာကိုအနိုင်ရတော့လိမ့်မယ်လို့ကျွန်တော်ထင်တယ်တည်ကြရင်ကြားနေစေရှုံးမဲ့ဂျေးတစ်ခုမှာတော့ဒီပွဲမှာနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ဒါဘုံဘုံမော့ကိုရွေးချယ်ပေးစင်တယ်ပေါ့